မင်္ဂလာပါဗျကိုခဲအင်းစတာဖုတ်ဘောရှိုးအနေကျေးဇူးပါတယ်ကျွန်တော်ကိုခဲမှာမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားရမှာဖြစ်ပါတယ်ကျွန်တော်ပထမဆွေးနွေးဖို့ရွေးချယ်ထားတဲ့သတင်းကတော့ဂျာမန်ရဲ့ဘစ်သတင်းနာကပေါ်ပြထားတဲ့အဒီမီကိုယူနိုက်တက်တို့ခေါ်ဖို့စိတ်ဝင်စားနေတဲ့သတင်းဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းဟာဒေါ့မွန်အသင်းနဲ့ဂျာမနီအသင်းရဲ့အသက်23နှစ်အရွယ်တောင်မန်တိုက်စစ်ကစားသမား ကာရင်အဒီယီမီကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။ဒီသတင်းကတော့ကျွန်တော်ရင်တော့လည်းလုံးဝမကြားခဲ့ရတဲ့သတင်းပေါ့နော်။ဘာကြောင့်လဲဆိုတော့ United တို့အနေနဲ့အဓိကလိုအပ်နေတဲ့နေရာဒီကွင်းလယ်နေရာဖြစ်တဲ့အတွက်ကြောင့်ကွင်းလယ်ကစားသမားတွေနဲ့ပဲနောက်လျှောက်သတင်းထွက်ခဲ့တာ။ဒါပေမဲ့အဒီယီမီကိုအခုပထမဆုံးအချိန်သတင်းထွက်လာတာဒီဒူလောဒူလောတော့ဖြစ်တယ်စဉ်းစားခြင်းစရာသတင်းတပုတ်တော့ဖြစ်တယ်ပေါ့။ဆိုတော့အဒီယီမီကိုခေါ်တင်သလား အထီးမီကရောခေါ်ဖို့လွယ်သလားဆိုတဲ့အပိုင်းတွေကိုကျွန်တော်တို့ဆွေးနွေးကြအောင်အထီးမီဒီစပေါ်စဉ်အချိန်ကာလတုန်းကတော့အပြောင်းရွှေ့ကြီးအများကြီးနဲ့ဈေးခေါ်ခံရတဲ့ကစားသမားပေါ့နော် demand လည်းများတယ်အတင်းတိုင်းလူကလူချင်းခဲ့တဲ့ကစားသမားတယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒဏ်ရာပြဿနာရပြီးတဲ့နောက်ပိုင်းမှာအဒီမီရဲ့ခြေစွမ်းပိုင်းတွေအနေငယ်တန့်သွားသလို့ အဒီမီကိုခေါ်ယူနေတဲ့ club တွေကလည်းတေချာစဉ်းစားတဲ့ပုံစံမျိုးတွေကိုနွေရာသီပြောင်းရွှေ့ကာလမှာတော့ကျွန်တော်တွေ့ရတယ်အထူးသဖြင့် Chelsea ပေါ့လေ Chelsea နဲ့အဒီမီတောက်လျှောက်တရင်ထွက်ခဲ့တယ်ဒါပေမဲ့ Chelsea တကယ်တမ်းအဒီမီကိုခေါ်သလားဆိုရင်မခေါ်ဘူးတခြားသောတောင်ပံကစားသမားတွေကိုခေါ်သွားခဲ့တယ်ဥပမာပြောရင်တော့ Ali General Garnacho ပေါ့အဒီမီမှာခြေသွမ်းကောင်းအပြည့်ရှိတဲ့ပါရမီရှင်ကစားသမားဖြစ်တယ်ဆိုတော့ညာလဲသူ့ရဲ့ချက်ခိုင်မှုပိုင်း အဲခြေသွမ်းပိုင်းနဲ့အသက်အရွယ်ပိုင်းကတော့တစ်ချက်စဉ်းစားရမယ့်သဘောမျိုးရှိနေတယ်။အသက်23နှစ်ဆိုတာအရင်တော့မကြည့်ငယ်တဲ့တည်းမှာပါသေးပေမဲ့လည်းသူ့တက်ငယ်ပြီးတော့ခြေသွမ်းခြေစားရှိမဲ့ဈေးသင့်မဲ့ဒဏ်ရာအနာတရကင်းရှင်းမဲ့ရွက်ပုံးသီးကစားသမားတွေကိုခေါ်မယ်ဆိုရင် United အနေနဲ့ပို့ပြီးတော့တင့်တော်လိမ့်မယ်။နောက်အဒီအီမီကိုပေးရမယ့်လောက်ခပမာဏကလည်းပြန်ပြီးတော့စဉ်းစားရမယ့်အပိုင်းတွေရှိတယ်ပေါ့နော်ဒါကအဒီအီမီကိုခေါ်ရင်လွယ်ဤမလွယ်ဤကျွန်တော်ဆွေးနေတာပါအဲ့တော့ခေါ်တင့်သလားဆိုတဲ့အပိုင်းကိုဆက်လက်ဆွေးနေကြည့်အောင် လက်ရှိချင်း United အသင်းရဲ့တိုက်စစ်စုဖွဲ့မှုပိုင်းမှာကစားသမားအနည်းဆုံး၄ယောက်ကနေ၅ယောက်ထိရှိနေတယ်။မေဆင်မောင်းကိုကျွန်တော်ကိုင်းတဲ့ကစားသမားအဖြစ်ထည့်မတွက်တော့တဲ့နော်။ကျွန်တော်ရှေ့ attacking trial ထဲမှာတယောက်အပါဝင်ထည့်တွက်လို့ရတယ်။ဒါပေမဲ့မေဆင်မောင်းကိုဟူပင်အမော်ရင်ကအဓိကတိုက်စစ်ကစားသမားအဖြစ်သုံးတာမဟုတ်ဘူး။အရန်နေရာကနေလိုအပ်မှသာလျှင်ဒါအဓိကတိုက်စစ်ကစားသမားအဖြစ်သုံးတာသူတို့အဓိကသုံးကျင်တဲ့တိုက်စစ်ကစားသမားတွေ ၃ယောက်ရှိတယ်ဘန်ဂျမင်ရှက်ရှ်ကိုမာဒီယက်စကူညာနဲ့ဘရိုင်ယန်အမ်ဘူမိုပေါ့အဲ့တော့ဒီပွဲတော်ခွင့်တနေရာအတွက်ပြည်စုံလုံလောက်မှုရှိသွားပြီအဲ့တော့အရန်ကစားသမားတယောက်အနေနဲ့တော့ခေါ်ရင်ခေါ်လို့ရတယ်စကော့ဒတ်ဖြစ်ဖို့ပေါ့နော်ခေါ်ရင်တော့ပိုကောင်းတော့ပေါ့ဗျာအဒီမီကလည်းစွမ်းဆောင်ရည်ပိုင်းကကောင်းနေစေဖြစ်တဲ့အခါလိုအပ်ရင်လိုအပ်တယ်လို့ဟိုပေါ်တော့ခွင့်တနေရာအတွက်ချင်းချောက်လို့ရတဲ့အခြေအနေမျိုးကုညောက်ချင်းချောက်မလားဒါမှမဟုတ်အမ်ဘူမူချင်းချောက်မလားအဒီမီနဲ့အဆင်ပြေတယ် ဒါပေမဲ့လုံးဝမရှိမဖြစ်တော့မဟုတ်ဘူး a needs နဲ့ wants နဲ့ဆိုရင်ဒါ wants တဘောမျိုးလိုချင်တဲ့ပုံစံတော့ဖြစ်သွားတယ်ပေါ့နော်တကယ်လိုအပ်တာကတော့ United အနေနဲ့ကွင်းလယ်ကစားသမားကောင်းတယောက်ကိုပဲပို့လိုအပ်တယ်လို့တော့ကျွန်တော်ကသုံးသပ်မိပါတယ်ခင်ဗျ Okay ဆက်လက်ဆွေးနွေးကြတဲ့တဲ့ရင်ကတော့ဒါကိုယ်လေကစားသမားတယောက်နဲ့ပတ်သက်ဆက်နွယ်နေတဲ့တဲ့ရင်ပေါ့ဖော်ပြထားတဲ့တဲ့ရင်မြစ်က daily mail ဖြစ်ပါတယ်ယူနိုက်တက်တင်းက သူတို့ရဲ့အားအနည်းဆုံးနေရာဖြစ်တဲ့နံပါတ်6နေရာကိုပို့ပြီးတော့ strong ဖြစ်အောင်လုပ်ဖို့ဘရာဇီးနဲ့ Uvan Ander ကိုယ်လည်းကစားသမား Joao Gomez ကိုခေါ်ယူဖို့အတွက်စောင့်ကြည့်နေရလို့သိရပါတယ်။ဒါကတော့ကျွန်တော်လုံးဝလက်ခံတဲ့အဒီမီနဲ့မတူဒါဒီတကယ်ကို neat လိုကိုလိုအပ်တယ် Joao Gomez ကိုခေါ်ကိုခေါ်ရမယ်။ဘာကြောင့်လဲဆိုတော့ Joao Gomez ဒီဘရာဇီးကိုယ်လည်းကစားသမားတွေရဲ့လက်ရှိပေါ့နော်လက်ရှိဘရာဇီးကိုယ်လည်းမှာခြေစွမ်းပြနေတဲ့ modern ဘရာဇီးကိုယ်လည်းကစားသမားတွေ style ပဲ။ ဘရာဇီးလရွေးတင်တဲ့မှာလည်းရွေးချယ်ခံထားရတယ်။ဘရူနိုကူမရေးစ်လိုမျိုးကစားပေါက်နဲ့လည်းဆင်တူတယ်။အဲ့ဒီအတွက်ကြောင့်ဒီကစားသမားကိုခေါ်ရင်လုံးဝအမာရင်မရှိဘူးဗျ။ဟူဗန်တန်အသင်းမှာသာအနေငယ်ကြောင်ပြောင်နေတာ။ဒါတသင်းလုံးကကြောင်ပြောင်နေတဲ့အခါကျတော့ဂိုးမန့်စ်လည်းဒီကြောင်ပြောင်မှုမှာပါသွားတာပဲ။တကယ်တော့လေတူဟူးဖ်ကိုစားအောင်ဆင်အချိန်ကာလတုန်းကအရန်ကိုခြေသွမ်းပြခဲ့တဲ့ကစားသမားတယောက်။အခုချိန်မှာလည်းအသက်ငယ်ငယ်ပဲရှိသေးတယ်။ဒီတော့ကြောင့်ကိုယ့်ရဲ့အဖြတ်တနေရာမှာဒီလိုကစားသမားမျိုးကိုယူနိုက်တက်ကိုခေါ်လိုက်ရင်အခုလိုအပ်နေတဲ့ ယူနိုက်တက်တို့လူအပ်ချက်နဲ့တော့လုံးဝတက်ထရတဲ့ဖြစ်သွားလိမ့်မယ်ကျွန်တော်ကတော့အဲ့လိုမျိုးမဟာကုံရှိပြီးတော့နေရာတော်မှာလိုက်ပါရွေရှားနိုင်မဲ့ကစားသမားမျိုးမမောနိုင်မပန်းနိုင်စော့နိုင်မဲ့ကစားသမားမျိုးကိုပို့ပြီးအလိုရှိတယ်ဒါအပြင်နီးပြူဟာပိုင်းလဲကျဉ်ရက်ပိုင်နိုင်တဲ့အခါကျတော့ဘာမှအပြစ်ပြောနေစရာမလိုဘူး Elliot Anderson ကိုအများစုကပို့သဘောကျတယ်ဆိုတာမှန်ပေမဲ့ကျွန်တော်ကတော့အင်္ဂလန်သားတွေတဲ့ဆိုင် ဲ့ဒါလို့ဒီဘရာဇီးကိုယ်လည်းမှာလှုပ်အားနှုံးကောင်းကောင်းနဲ့ပြောပြောဆိုဆိုတီးမဲ့ fight မဲ့ဆိုတဲ့ player မျိုးတွေကိုပို့ပြီးတော့ကျွန်တော် personal ရပါတော့သဘောတွေ့တယ်ဥမာပြောရင် Newcastle က Guimare ဆိုရင်လည်းဘာမှအပြစ်ပြောနေစရာမလိုအောင်ကိုကောင်းတာ Jorgmas ကအဲ့ဒါလို့ဖြစ်လာနိုင်တဲ့ player မျိုးဖြစ်ပါတယ်။ဒါအပြင် တန်နဲ့ Jorgmas ကြားထဲမှာလည်း relation တစ်ခု ရှိလို့ရှိလိမ့်မယ်။အဲ့တော့ United အသင်းကဇန်နဝါရီပြောင်းရွှေ့ကာလရောက်လာမယ်ဆိုရင် Jorgmas လိုအပ်နေတဲ့အရာတွေ တင်ယူစရာအရာတွေကိုတက်ကအကောင်းဆုံးတင်ယူပေးသွားနိုင်မယ်လို့ထင်တယ်အဲ့တော့ तू ထွက်သွားတဲ့အချိန်မှာလက်လွဲသွားရုံပဲ လုံးဝတင့်တော်တဲ့ကစားသမားတယောက်ဖြစ်တယ်နောက်တစ်ပိုင်းကကြတော့ documents ကိုပေးချရမယ်ဈေးနှုန်းအမောက်ပမာဏကသူ့ရဲ့ပေါက်ဈေးလောက်ပဲပေးရမယ်ဆွတ်ဆက်ပြီး Hoover Dam တောင်းလို့မရဘူး Matthias Kunya ကိုခေါ်သွားတော့လည်း Rally Gross တိုင်းပဲခေါ်သွားခဲ့တယ် documents ကတော့ Rally Gross မပါဘူးဒါပေမဲ့လည်း Hoover Dam အနေနဲ့အရန်ကြီးရှောက်တောင်းလို့မတင်တော့တဲ့အခြေအနေဒီနေ့ဘောလုံးရသည်မှာတန်းစင်းမာလာဘာလာမတိသေးတဲ့အခြေအနေမှာတော့ကစားသမားတယောက်ကိုပေါင်တန်းတရာလို့ဘာလို့ရှောက်တောင်းရင် Tyler Dublin ပုံစံမျိုးဖြစ်သွားလိမ့်မယ်အဲ့အတွက်ကြောင့် ဒီဇန်နဝါရီပြောင်းရွှေ့ကာလမှာသာ United အနေနဲ့တင့်တင့်နဲ့ဈေးနှုန်းပမာဏတရက်ပေးပြီးကမ်းလှမ်းမယ်ဆိုရင် John Gomez ကမရောက်လာနိုင်စရာအကြောင်းတော့မရှိဘူးခင်ဗျဒါကကျွန်တော်လိုချင်တဲ့အပိုင်းဟိုရောက်စေချင်တဲ့အပိုင်းကိုဆွေးနွေးတာပါတကယ်လက်တွေ့မှာတော့ Kola Hala တည်င်းအဆင့်ပဲရှိပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေမိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်စီနီယာဒေါ်ဂျက်စီမှာမောင်း96အိုင်ဘတ်ခွန်ရှိကို9တို့မစ်တိုကိုမမ်မာတစ်ယူနစ်ဖြစ်အပူစုဂျေးနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်399 893 380မှာဆက်သွယ်ဆုံးသက်မိမန်လို့ရပါတယ်ခင်ဗျာโอเคဒီကဆက်လက်ဆွေးနွေးရမယ့်သတင်းကတော့ဒါ Harry Emers နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ Emers ကို ယူနိုက်တက်အနေနဲ့ဇန်နဝါရီပြောင်းရွှေ့ကာလမှာရှက်ဖီယူနိုက်တက်ကိုအငားချသွားဖို့ရှိတယ်လို့သိရပါတယ်။ဒီသတင်းကတော့ Express ကနေဖော်ပြထားတာပါ။တကယ်တော့လည်း Harry Amos အနေနဲ့အငားပြောင်းရွှေ့တင်တယ်ပေါ့နော်။ဒီနေရာမှာတခုအမြင်ကွဲတာကကျွန်တော်တိုဘီကိုရာကိုအငားမချတင်အောင်လို့ထင်တယ်ဗျာအမြင်ကွဲတယ်ဆိုတာဒါယူနိုက်တက်တာဝန်ရှိရသူတွေနဲ့အမြင်ကွဲတာပေါ့တိုဘီကိုရာကစားပေါက်လေးမစိုးဘူးဗျသူနံပါတ်6နေရာမှာတကယ်ကျင့်ပြီးကျင့်ပြီးတယ်လို့ဖြစ်လာနိုင်တဲ့ style မျိုးလေးကျွန်တော်သူ့ရဲ့ကစားပောက်ကိုသဘောကျတယ် now အရက်အမောင်း physical bit ကဒီနေရာမှာကစားဖို့အတွက်တင့်တော်တယ်နည်းနည်းလေးလေးတယ်ဆိုပေမဲ့လည်းသူ့ရဲ့အသက်အရွယ်နဲ့ကျင့်ပင်းတမျိုးတစ်ပုံဖြစ်လာနိုင်တယ်ပေါ့နော် Harry Ames လို့ဟိုမျက်နှုံးမြင်ပြီးကစားတဲ့ player မျိုးတွေကြတော့ club တင်းတိုင်းမှာရှိတယ်လေ vision သုံးပြီးညံသုံးပြီးကစားတဲ့ Toby Kouya လို့ player မျိုးကြတော့တိတ်မရှိဘူးအဲ့တော့ United တို့အနေနဲ့ဒီအငှားချလိုက်တဲ့နေရာမှာ Kouya ကို အငားချတာတက် AMS ကိုအငားချတာပို့ပြီးတော့ကောင်းတယ်အဲ့တော့ West Brom မှာလက်ရှိချိန်တူပြီးကိုရကစားနေတယ်ဒါမဲ့ကျွန်တော်ကတော့ဖြစ်နိုင်ရင်ပြန်ပြီးတော့အသင်းကိုခေါ်သေးခြင်းတယ်ဒီ AMS ကိုပြန်ပြီးတော့တခြားအသင်းတစ်သင်းတွေကိုအငားချလိုက်တာတော့ပိုကောင်းမယ်လို့သုံးသပ်မိပါတယ်ခင်ဗျာဟုတ်ကဲ့ဒီကဆက်လက်ဆွေးနွေးခြင်းတဲ့တင်ကတော့ Mera ကဖော်ပြထားတဲ့တင်ပဲဖြစ်ပါတယ် ရိုမာအသင်းဟာဇန်နဝါရီပြောင်းရွှေ့ကာလမှာ United အသင်းရဲ့ Netherlands တိုက်စစ်မှု Joshua Zirkzee ကိုအငားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပေမဲ့ Everton, Watson, Juventus နဲ့ PSV တို့နဲ့အပြိုင်ဆိုင်ရင်ဆိုင်နေရတယ်လို့သိရပါတယ်။သိကြတယ်။ Kobe Mainu တခြားအသင်းကိုမရောက်သေးခင် Zirkzee ကိုခေါ်မဲ့ club တွေအများကြီးရောက်လာလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ Zirkzee ဟာစွမ်းဆောင်ရည်ပိုင်းအရာကောင်းနေသေးပဲ။သူတို့နိုင်ငံရဲ့ scout team တွေဟာအရေးသွေးရှိတဲ့ scout team တွေဗျာ။ Zirkzee ဒီ ရူဘင်အမော်ရီရဲ့ဟိုစိတ်ကြိုက်ကစားသမားမဖြစ်တာတခုတည်းနဲ့ပေါ်တခွင့်မရတာအရှင်သွေးပိုင်းအီချင်းပိုင်းကလိုအပ်တာမဟုတ်ဘူးအဲ့တော့ဇက်ဇီကိုအငားနဲ့ခေါ်ပြီးတော့ယာတီကုံရောက်တဲ့အခါကျအပြက်ဝဲယူတဲ့ပုံစံမျိုးလားဘလိုမျိုးသဘောတူညီချက်နဲ့ခေါ်မလဲပဲတစ်ချက်ကြည့်ရမယ်ဂျိုရှုယာဇက်ဇီဒီလက်ရှိအချိန်မှာပေါ်တခွင့်မရပါပဲလေ အရေးသွေးရှိနေတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဇန်နဝါရီပြောင်းရွှေ့ကာလမှာယူနိုက်တက်အသင်းကနေတေချာပေါက်ထွက်ခွာမဲ့ကစားသမားတယောက်ဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားချင်ပါတယ်။သုံးနည်းကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။